မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပင်းနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာ PDF တွေပေါ့ PDF တွေကအခု TNN တွေရတဲ့သူတို့ကို ရွာနေဝါဆိုလားမြို့နှမြို့ဆိုလားမသိဘူး။အုတ်ချုပ်ခိုင်းမယ်တဲ့။အုတ်ချုပ်ခိုင်းမယ်ဆိုတော့သူတို့ကအစိုးရမှမဟုတ်တာနော်။အစိုးရမဟုတ်ဘဲနဲ့ဟိုလက်နက်ကန်တောင်းကျန်သူတပုံအစင်းရနေပြီးတော့မှကျွန်တော်တို့ဒီဗမာ PDF တွေကိုအမျိုးမျိုးဂျင်းတက်ပြီးတော့ကလေးတွေကိုဗမာတွေကိုမတည်တည်အောင်တတ်နေတာပေါ့နော်။မတည်တည်အောင်တတ်နေတာ။မတည်တည်အောင်တတ်နေတော့သူက မတိတရားတန်းနေတော့ကြတော့ကလေးတွေကမတိရှိမတိရဲနဲ့တို့ကဟိုဒါလက်နဲ့ကံရခြင်းအချိုးကျေးဇူးတရားပေါ့နော်အချိုးကျေးဇူးတရားပေါ့ဒီကလေးတွေကဟိုတို့ကလက်နဲ့လေပြန်အပ်လို့မအပ်ချင်တော့ဘူးမအပ်ချင်ဘူးပေါ့နော်ဆိုတော့ပါဆိုတပုံဘက်ကပဲဒီအန္တန်လေးထုတ်ပေးထားတဲ့လက်နဲ့ပဲဖြစ်ဖြစ်ကိုးကံပဲဖြစ်ဖြစ်အေးပဲဖြစ်ဖြစ်ပေါ့နော်တို့ကဒီလက်နဲ့ကိုတို့မအပ်ချင်တော့မအပ်ချင်တော့လက်နဲ့ပြန်အပ်ပြီးရင်လည်းတို့ကဘယ်သွားရမှန်းမသိဘူးဘာလုပ်ပြီးဘာဘာအလုပ်ကင် ဘာစားတော့မှမသိဘူးဖြစ်နေ။နော်အဲ့တော့အစိုးရကလည်းတရားဝင်လက်နက်တစ်လက်ပိုင်း350သူကနော်350သူတို့ကဟိုဖြစ်ထားတာပေါ့နော်ဖြစ်တော့ပြောချင်တာကလေးတွေကလမ်းပြောက်တာဒီ PDF တွေကလမ်းပြောက်တာလမ်းပြောက်တော့ဒီ DNA ဂျမ်းမက်လက်နဲ့ကင်တောင်းချမ်းသူကဒီ PDF တွေအားနေချက်အားတာချက်ကိုသူကကောင်းကောင်းသိသွားတယ်နော်ကောင်းကောင်းသိသွားတယ်ကောင်းကောင်းသိသွားတဲ့အချိန်ကျတော့ သူကဘာဖြစ်ဘာသွားဖြစ်လဲဆိုတော့ကလေးတွေကိုဘလို့လှုပ်လိုက်ရမယ်ဘလို့ကင်လိုက်ရမလဲအခုနိုင်ငံရေးဖြစ်နေတဲ့ပုံစံအရဆိုလို့ရှိရင်ဒီဗမာကောင်တွေပေါ့နော်ဒီဗမာ PDF တွေပေါ့ဒီဗမာ PDF တွေဗမာမတွေအဲငါတို့မှသူတို့မတုံးလို့ရှိရင်သူတို့တုံးမဲ့လူမရှိဘူးပေါ့ဗျာပြောချင်တာနော်တုံးမဲ့လူမရှိဘူးပေါ့အဲ့တော့ ဒီ PD ဒီ PDF တွေကိုဒီကျွန်တော်တို့ Samsung တို့30ဆိုတာကျွန်တော်နဲ့အနည်းဆုံးနေရာမှာရှိနေတဲ့နေရာတွေပေါ့နော်အနည်းဆုံးနေရာမှာရှိနေကျွန်တော်မိုးချိုးပြစ်မှာနေတာဟုတ်နော်အနည်းဆုံးနေရာမှာရှိနေတဲ့နေရာဆိုတော့တို့ကဒီကလေးတွေတွားလို့လည်းမရဘူးထွက်လို့လည်းမရဘူးအငွေကြီးဆိုရင် तू ကပုံမှန်လေးနဲ့ပြောမယ်ဗျာသူတို့ကောင်းကောင်းဒီ TNN တွေအကြမ်းဖက်လက်နက်ကိုင်တောင်းကျမ်းသူနှိမ်တာကဗမာ PDF နဲ့ဒနု PDF ကိုနှိမ်တာ နော်ခါရယုံကြည်မယုံကြည်အတွက်မပြောဘူးနော်ယုံမှလို့လည်းဘယ်သူမှမပြောဘူးကျွန်တော်တို့ကမြေပြင်ရဲ့ပဂရီအရှိတရားကိုရရှိတဲ့တဲ့ရင်ကိုကျွန်တော်တို့ကပြောပြတယ်နော်နှိမ့်တာနှိမ့်တာဓမ္မပီတရကိုတို့ကနှိမ့်တာဓမ္မပီတရနဲ့ဓနုပီတရကိုနှိမ့်နေအဲကျွန်တော်ပြောသလိုပဲခရမ်းသီးနဲ့ပဲသီးနဲ့ဝက်စာသာသာကျွေးတယ်နော်တို့ကတော့အဲ့လိုခေါင်းကြီးပိုင်းကနေစပြီးတော့မှဥမာတို့ကဘုရားဓမ္မရေကဒီကောင်တွေအုပ်ချုပ်နိုင်တဲ့ကောင်တကောင်တော့တို့ဟားထားလိုက်တယ် အဲသူတို့နဲ့အတူတူစားတယ်အတူတူတောက်တယ်အဲသူတို့အဲ့ဒီခေါင်းဆောင်ကဗမာကဗမာကျွန်တော်တို့ဗမာပေါ့နော်မြန်မာနိုင်ငံသားကျွန်တော်ကဗမာလူမျိုးပေါ့အစ်စ်ပေါ့နော်အဲ့ဗမာလူမျိုးကသူကအဲတက်ရှူသွေးခွဲလို့အယမ်းလွယ်တာအယမ်းလွယ်တာအုံနောက်နဲ့လည်းမစင်စားဘူးနှလုံးသားနဲ့လည်းမစင်စားဘူးသူကအရင်ဆုံးအုံနောက်နဲ့စဉ်းစားလိုက်လို့ရှိရင်သူကအတ္တိတရားရမယ်နှလုံးသားနဲ့စဉ်းစားလိုက်ရင်အကျင့်တရားတွေမုဒိတာတရားတွေရမယ်ဒါပေမဲ့သူက ဲ့ဒီအုံနောက်နဲ့လည်းမစင်စားဘူးနှလုံးသားနဲ့လည်းမစင်စားပဲနဲ့ကို့အတွက်ဆိုတဲ့အတ္တကို तू ကအဲ့အဲ့ခေါင်းဆောင်လုပ်တဲ့ခေါင်းပေါ့ PDF ထဲမှာဗမာခေါင်းဆောင်ပေါ့အဲ့ဒီအတ္တကို तू ကယူလိုက်တယ်ငါဆရာကြီးအဲ तू လာပြီးစားအငါဒီဖို့အုတ်ချုပ်တာအဲ့ဟိုဘက်ကကောင်က TNN နေဂျမ်ဘလနဲ့ကိုင်တောင်းကျန်သူတဘုံကဒီကောင်ကိုင်ထားလိုက်တယ်မြောက်ပေးလိုက်တယ်အာချမင်းလို့အဲ့မင်းငါတို့ညီလိုကိုလိုပဲဟာငါတို့ကဟိုငါတို့က အာနာရှင်ကိုတော်လန်နေတာငါတို့ကဒီတက်မတော်ကြီးဟိုတော်လန်ပြလိုက်မှာဒီတက်မတော်ကြီးမရှိမှငေါင်းနိုင်ငံအာ AC မှာအဲ့ဒါမှမင်းတို့ PDF တွေရောမင်းတို့အညာသားတွေပေါ့မင်းတို့ပမာတွေရောနော်ကိုပိုင်းလွတ်လပ်ခွင့်နေရမှာငါတို့ကလည်းငါတို့ရှားတဲ့မျိုးတွေငါတို့အုပ်ချုပ်မင်းတို့ကလည်းမင်းတို့မင်းတို့ကအကြီးကွာတက်မတော်နိုင်ပြီဆိုတာနဲ့မင်းတို့နေပြည်တော်ကြီးလည်းရမယ်မန္တလေးလည်းရမယ်ရန်ကုန်လည်းရမယ်ပေါ့ဟာအဲ့လိုမျိုးသခိုင်းလည်းရမယ်မကွေးလည်းရမယ်သူကအဲ့လိုသူကမိုင်းကိုသူကထဲလိုက်တာဒါကျွန်တော်ပြောနေရတာ ဒါဒါအရှိတရားကိုပြောတာအဲ့တော့ဒီခေါင်းဆောင်လို့တဲ့ကောင်ကအလိုလိုဒီကောင်ကကြွလာအဟုတ်တယ်ဟမ်အဲ့ဒါဆိုသူကမရရလောက်ရလိုက်ဒီကောင်ခေါင်းဆောင်ဖြစ်မယ်ကြောက်စဲလောက်ရောက်လိုက်ကြောက်စဲ PDF ပေါ့ဗျာသူအဲ့လိုမျိုးထဲလာတဲ့ဇကားတွေကကလေးတွေကြတော့အခုအနေထားမျိုးမှာတော်တော်ဒုက္ခရောက်တယ်ကျွန်တော်ပြောသလိုပဲဖေတို့မေတို့ဒါတို့ KB လွှဲပြပါ KB ဖုန်းနံပါတ်ကဟိုဆိုကြပါစို့ KB ဖုန်းနံပါတ်ကဘယ်လောက်ပေါ့နော်လွှဲပြပါပါညာဆိုပြီးအဲ့မှာ0 နော်ဘာမှရီမှန်ချက်လည်းမရှိဘူးခံယုံချက်လည်းမရှိပဲနဲ့ဒီဆရာနာရှင်ကိုတော်လံမယ်တို့တမတော်ယူအမြင့်ပြည့်ချိန်မုံမယ်ဆိုတော့စိတ်တခုလည်းနဲ့မိုင်းသွင်းခံထားရတာကျွန်တော်ပြောသလိုပေါ့အရင်တော့အင်္ဂလိပ်ကိုအင်္ဂလိပ်ကိုတိုက်တယ်လို့ပေါ့အင်္ဂလိပ်ဆိုရင်တိုက်ကြဟိုးဟေးဆိုရင်ဘုံလုံးကတိုက်တာအဲ့လိုမျိုးအဲ့တော့ဒီ DNA နေချမ်းဘက်လက်နဲ့ကိုင်တောင်းချမ်းသူကဘယ်လောက်ထိရုံမှလဲဆိုဒီမှာနော်ဟိုအားတဲ့ ူစိတ်နာတာပေါ့နော်။နောင်ချိုကတဘုံအားပေးနေတဲ့လူတွေတဘုံတွေပဲရှိတာမြေကြံရပြီတဲ့မိုးကနဲ့တဲပဲနေရနေရတဲ့ဒီခွေးမျိုးတွေမရှိဖို့ပဲတဲ့တိုင်းပြည်ဖြတ်တဲ့လူတွေအကုန်ရှင်းပြရမယ်တဲ့မန္တလေးနဲ့ရန်ကုန်ဘုံကြီးကျောင်းတွေမှာငငယ်တွေကကိုရင်တွေတီလာရှင်တွေများမှများတဲ့အဲ့ဒါကတဲ့ပလောင်လူမျိုးတွေကြီးပဲတဲ့ဘုံကြီးကျောင်းမှာကတ်စားပြီးတော့ပညာသင်ခိုင်းတာတဲ့ပြီးရင်နိုင်ငံကိုပြန်ပုံကန်တာတဲ့တော်တော်မယိုင်းတဲ့ဒီပေါ့နော် ကျွန်တော်ပြောလိုက်မယ်ပေါ့နော် TNN ဒီအကြံဘက်လက်နဲ့ကင်တောင်းချမ်းသူဆိုတာကပလောင်လူမျိုးကနေပေါက်ခွာလာတာပလောင်ကနေပေါက်ခွာလာမှာ TNN ဒီအကြံကအကြံဘက်လက်နဲ့ကင်တောင်းချမ်းသူတပုံဖြစ်တာတော်တော်မှရိုင်းတဲ့ပလောင်နေတဲ့နော်ဒါဒါရရှမ်းမတအူးပေါ့နော်ဒါကြောင်မဲဘကရှမ်းတိုင်းရင်သူတအူးနော်မန္တလေးရန်ကုန်ဘုံကြီးကျောင်းတွေမှာငငယ်တွေကကိုရင်တွေတီလာရှင်တွေများလာတဲ့အဲ့ဒါပလောင်လူမျိုးတွေ အများကြီးအဲ့ထဲမှာပါတယ်တဲ့ဘုံကြီးကျောင်းမှာကတ်စားပြီးတော့ပညာသင်ခိုင်းတာဘင်းရင်ကိုနိုင်ငံကိုလူမျိုးပြန်ပြီးတော့မှပုံကန်တာတဲ့နော်တော်တမာရိုင်းနဲ့ဘလောင်တွေအခုလဲတဲ့ခွေးနာမီနဲ့တာကုတ်ကြားဆိုလားတာဘုံတွေလားမသိဘူးတဲ့ဗမာဘုံကြီးကျောင်းကနေကတ်စားလာပြီးတော့တဲ့နိုင်ငံတော်ပုံကန်နေတာတဲ့တက်မတော်ပြောတာကိုပဲသူတို့နာခံရမှာတဲ့တပုံစကားကိုတက်မတော်ကနာခံစရာမလိုဘူးတဲ့ အခုဆိုရင်ညီမတို့ကလည်းပလောင်တီလက်ရှင်တွေဆိုရင်စွန်မလောင်တော့ဘူးတဲ့နော်ဒါကဒါကပြည်ရည်ပြည်သူတယောက်ရဲ့ရင်နှိခန်စားချက်ကိုကျွန်တော်ပြောတာနော်ဒါ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 ကျွန်တော်ကအားလုံးကိုအဲ့လို screen shot ရိုက်တယ်တိန်းထားတယ်နော်ကျွန်တော်ကလည်းကျွန်တော်ဘက်ကအကြမခံနိုင်ဘူးအဲ့လိုမျိုးနော်အဲ့တော့ကျတော့နောက်တစ်ခုကမိုးကုတ်မှာကြောက်တူးတာတဲ့အရင်လိုတဲ့ဘက်ဘိုးနဲ့ကော်တူးနေတာမဟုတ်ဘူးတဲ့အဲ့လိုတူးရင်းနေတဲ့ drone ကမြင်နိုင်ပြီးတဲ့ ဘုံကျဲခံရမှာဆိုးလို့တဲ့ရွှေတူးတယ်လို့အပေါ်ကနေအောက်ထိဖောက်ပြီးတဲ့လှိုင်ကောင်းတူးတယ်လို့တူးနေကြတာတဲ့ရွှေရင်းတော့ပိုကျဲတယ်တဲ့တူးတာများမများဆိုတာခေါင်းချင်းဆိုင်တိုက်လောက်ထိတူးနေကြတယ်တဲ့အပြင်ကနေကြည့်ရင်ပဲဖြစ်ဖြစ်ဒရုန်းနဲ့ကင်းတောင်းရင်ဖြစ်ဖြစ်မတွေ့နိုင်ဘူးတဲ့မိုးကုတ်မြို့ကအိမ်တွေတဲ့မိုးရင်းပြင်းမြေကျွန်းပြင်းပြို့ဖို့များမယ်တဲ့ပိုးစုပတ်ဆက်တူးနေတာတဲ့ ကင်းထောက်လျင် CH file လောက်သုံးပြီးဘုံနှလုံးလောက်တက်ပြီးတော့တွေ့တဲ့နေရာကိုကျဲရင်ဒီကောင်တွေထုတ်လိုက်မယ်တဲ့ဖားကတ်မှာလဲကုံနဲ့သခိုင်းမှာလဲတစ်လဲကုံရွှေလဲတူးရေနံလဲတူးနေကြပြီတဲ့ပန်းဝါမှာမြေရှားကကားနဲ့မြေရှားတက်ထုပေါ့နော်ကားနဲ့အကြီးအကျယ်ထုတ်နေတာတဲ့နဲနဲတော့ပြဲစေချင်နေတဲ့မနိုင်လို့ရှုံးလို့ပြေးရမှာကိုတိလို့တဲ့ရသမျှအကုံတူးထုတ်နေပြီး ဘေးအတွက်စိုးကြိုးကနေနောက်ပြည်သူတွေခံဖို့ပြင်ထားပြီတော့တဲ့။ရာယူတို့ဖောက်ပြန်မှုအရင်လာမယ်တဲ့။ပြီးရင်ယောဂဆိုးတွေလာမယ်။မြေပြိုမယ်ရေကြီးမယ်။ပြင်ထားကြတော့ဏိပိတ်တွေလိုပဲပြောပါရစေတဲ့။နော်ဒါပြည်သူလူထုပေါ့မော်လမြိုင်ကညီငယ်တယောက်ပေါ့။သူကလည်းလိလာအတော်တော်ကောင်းတဲ့ထင်မှပါတယ်။ကျွန်တော်ကတော့တိုင်းပြည်အတွက်ဆိုရင်ဘသူကပဲအကြံဉာဏ်ပေးပြီးအကောင်းတဲ့ဉာဏ်ဉာဏ်ဆိုတိုင်းပြည်နိုင်ငံလူမျိုးအတွက်တက်မတော်အတွက်တက်မတော်သားတွေအတွက်တက်မတော်ပြည်သားတွေအတွက် အေးချမ်းသာပြန်ကျင်တဲ့ပြည်သူလူထုရဲ့ဆိုကျွန်တော်ပြောပေးမှာပဲဘသူကကျွန်တော်လာလက်တွဲတွဲကျွန်တော်တွဲမှာဘယ်တော့မှအဲ့လိုကျွန်တော်မဖြုတ်ဘူးအဲ့တော့ကြတော့အဓိကခံရမှာမိုးကုတ်နေပြည်သူပြည်သားတွေခံရမှာဒါပေမဲ့သူတို့အခုချိန်တော့ပျော်နေတာပေါ့နော်အခုမန္တလေးမြို့လိုသခိုင်းမြို့လိုငလီနေလှုပ်ပြီးတော့အဲ့လိုတွင်းနေတဲ့ပြိုကျသွားရင်တော့လစ်ပြီနော်အဲ့တော့ရသွားပြီသူကနမ်ဆန်တို့မန်တုံတို့တို့ပြန်ပါလေအစိုးရကိုသူတို့ဘလို့မှအာခံလို့မရဘူးပေါ့နော်အဲ့လိုမျိုးနောက်တစ်ခုကတော့ ဒါကျွန်တော်သတင်းလေးတွေအရင်ပြောမယ်ပြီးရင်ကျွန်တော်ရဲ့အာဘော်လေးတွေနဲ့သုံးသပ်မှုလေးတွေခုရှိရပါတော့ဗမောကလုံးဖို့အေးတွေထက်ရောက်နေတယ်တဲ့ KI လူပြုံးနေပြီတဲ့ဗမောမှာမိုးသေးထန်စွာရွာနေတယ်တဲ့အဲ့တော့မြေသားပြော့နေချိန်မှာလှိုင်းကူတူးပြီးစကခ21အတွင်းစီးကိုရတဲ့နီးနဲ့ဖောက်မှာပါတဲ့နော်ရခိုင်ကနဘခဖြစ်စဉ်တော့ကလည်းသူကအဲ့လိုမျိုးလုပ်ခဲ့တာတွေရှိတယ်ပေါ့နော်အဲ့ဒါအချက်ပေါ့အဲ့ဒါကတော့ဗမောမှာနော်ဗမောကတော့ဟိုတက်မတော်ကတော့ပုံမှန်လေးပြောရင်တော့ ်ကရင်ကြဆုံများတယ်အမ်တက်မတော်ကတော့လောလောဆယ်အသာကြီးမှရှိတယ်ပေါ့နော်အသာကြီးမှရှိတယ်ဒါတွေကဒီဗမော်စားကားက27လို့ပါလို့ဆိုတော့ကျွန်တော်တက်မမှုကိစ္စတွေနော်အောက်ခြေတွေဖြစ်နေတဲ့ကျွန်တော်တို့ဗမော်မျိုးကြီးကိုကရင်ရဝိုင်းဝင်းပြီးတော့မှပိတ်ဆို့ထားတယ်လက်နက်ခဲယံတို့စားနယ်ရိတ်ခါတို့ဆေးဝါးတို့ဖြည့်တင်းလို့မရအောင်လှုပ်ထားတာလှုပ်ထားတဲ့အထဲမှာကျွန်တော်တို့អော်ခဲ့တယ်អော်ခဲ့တော့ဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လိုက်ပေါ့နော်အဘကာချုပ်ကြီးကအဲစကားက27တက်မမှုတိုက်ရိုက်ပုံးဆက်ပြီးတော့ မေးတယ်ဒါပေမဲ့အဆင်ပြေပါတယ်ဘုဂျုံမူကြီးခင်ဗျားလို့ပြန်ပြောတာเนาะပြန်ပြောတော့เนาะအခုလို့တကယ်နေလားငါလားရေထဲမိုးထဲမှာတိုက်ပွဲဖြစ်လာတဲ့အချိန်ကြတော့ကျွန်တော်တို့ကကျွန်တော်တို့ကเนาะတက်မလို့နဲ့တက်မလို့သားတွေကိုချစ်တယ်အောက်ကသတင်းတွေကျွန်တော်တို့လည်းအပေးရတာပေါ့ဗျာပြောလဲပြောရဲတယ်အမှန်တရားပြောရဲတယ်ကိုဇော်ဘုန်းကြီးတို့ပြောလိုက်ရင်လည်းလူကြီးတွေတော်တော်များများအောက်ခြေလောက်ဥပမာဗျာကာဆာတာမူလောက်တည်တယ်ဗျာအနည်းဆုံးတော့ဥပမာပြောတာပါเนาะ နောက်တော့ဒီညစ်ကိုကြီးတို့နဲ့တိတဲ့လူတွေရှိမယ်အဲအဲ့လူတွေကနေတစင်တစင်ပေါ့နော်ဟိုဒေတာချက်လက်တွေရပြီးတော့ဟာဟိုကောင်ဇော်ဖုံးရတော့អော်နေပြီဆရာတော်ဆရာတော်ဦးဝီရသူကလည်းអော်နေပြီပေါ့ကူတော်တို့လည်းអော်နေပြီတကဖြစ်နိုင်လားမဖြစ်နိုင်လားကျွန်တော်တို့ပေါ့နော်အဲ့လိုစုရတီညိုးကွန်ပတ်တက်ဘူးလည်းကျွန်တော်သိရပြာနော်အဲအဲ့တော့ကျွန်တော်တို့អော်ခဲ့တယ်ဒီဗမော်နဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါပေမဲ့လူကြီးကိုလိန်ခဲ့တယ် နော်ဆွမ်းနာပြောသလိုပေါ့ဆွမ်းနာလာမန့်လို့အဖရေခဲပါတော့ဘုကြုံမူကြီးကဘုကြုံမူကြီးတော့ရေခဲသွားပြောလို့မရပါရီရိုက်ကန်ဟိုမဲတော့ကနေရေခဲသွားမစ်ပါရေခဲလဲဆိုနော်အဲ့တော့ကြတော့ဟိုဟိုအားလုံးအဆင်ပြေပါတယ်ပေါ့ဒါလူကြီးကိုကြတော့ဘုကြုံမူကြီးခင်ဗျာအားလုံးအဆင်ပြေပါတယ်ကျောင်းဒီမှာစစ်တီစစ်သားကိုရတက်မလို့မိသားစုရဲ့ရန်သူရဲ့အဲတိုက်ခိုက်မှုကိုကြံ့ကြံ့ခံရင်ဆိုင်နေရပါတယ်လို့ဘာလို့ပြောရင်ပြောမှာပေါ့နော်အဲ့ဒါလိန်တာနော်နောက်တစ်ခုကတော့ဒါ KNU တဲကိုရောက်သွားတဲ့ PDF တွေရုံမှမှုပေါ့ကျွန်တော်ကတစ်တော့အကောင့်ကနေပြီးတော့တင်နေရင်ပုံစုံမဲ့တချို့ကတရားနေပြီးတော့ပဲဖြတ်ဖြတ်ပြီးတော့တင်နိုင်ပါရဲ့905လ2025ရင်းနေ့ပေါ့နော်ညနေ3နာရီမှာတဲ့လွယ်မှုပလောစကန်းကိုအကျံဖက် KNU အပေါင်း PDF တွေတဲ့အင်အားအလုံးရင်းနဲ့ဝင်တိုက်တယ်တဲ့မိမိဘက်ကအဖွဲ့တွေကစကန်းအနည်းအထိအကက်ခံလိုက်တယ်တဲ့ဒီဒီစစ်ကြောင်းမှုကတော့တော်တော်တော်တယ်လို့ပြောရမှာလားအပိုင်မဲဆိုပြီးတော့ငပွေး30ကျော်လောက်တဲ့ခြံစည်းကိုဖျဲပြီးဝင်လာတာတဲ့ အဲ့ဒီအချိန်ကျမှရင်းမှုကပစ်ဆိုတဲ့အမိတ်နဲ့ဝိုင်းပြီးတော့ဆွင်းကြီးဝိုင်းတောင်းတာတဲ့ RPG ဓမ္မကလည်းဒီကောင်တွေအုပ်စုတွေကိုနှလုံးတိတိဒဲ့ယူလိုက်တာတဲ့ RPG တက်တက်တိသွားတဲ့အဲ့တွေအဲ့ဒီနေရာမှာရင်14ရောက်လောက်မှောက်သွားတယ်လို့မိမိအဖွဲတွေရှင်းလင်းချိန်မှာအသားစားပြီးပြန်ကျဲနေတာတွေ့ရတယ်တဲ့အချုပ်အလောင်းတွေကိုအကြမ်းဖက်သမားတွေဆွဲပြီးတော့ပြန်ပြေးကုန်ကြတယ်တဲ့နော်ဒါကတော့ပြန်ပြေးကုန်ကြတယ်တဲ့နော်ဒီနေ့တိုက်ပွဲမှာအလောင်းလက်နဲ့ရတယ်လွယ်မှုဘလော့စကန်းကို အကြမ်းဖက်သမားတွေဆယ်ရက်ဆက်တိုက်ဒရုန်းဘုံချတာချနေတာဆယ်ရက်အတွင်းမှာကိုဒရုန်းဘုံအလုံး900ကျော်နေပြီတဲ့မိမိဘက်ကလည်းတေချာခံစစ်ပြင်ထားပြီမြေဒီထက်ရက်ရှည်ကြရင်မကောင်းတော့ပါဘူးတဲ့အကြမ်းဖက်သမားတွေဟာစကန်ဝန်းကျင်မှာပြန်ကွက်နေရယူထားတာပါတဲ့ဒီနေရာတွေကိုဝိုင်တွင်းနဲ့ပိုက်စိတ်တက်ဘုံကျဲဖို့ဘုံကျဲဖို့လိုကိုလိုအပ်နေပါပြီတဲ့ဒါကျွန်တော်လည်းဟိုတလောလုံးကတော့ဒီလွယ်မူလားတော့ဒီစကန်တွေတောင်ကျွန်တော်ပြောထားတာရှိတယ်ပေါ့နော်တရင်ကိုကျွန်တော်ရရင်ရသလိုပြောတယ်နော် အချောင်းအချို့တော်ပန်းမှုကိစ္စတွေလည်းအမြန်ဆောင်ရွက်ပေးပါမယ်ဆိုရင်ဒီတက်ရလက်ကောင်းတွေရမှာပါတဲ့အောင်မြင်မှုလိုချင်တယ်ဆိုရင်စကန်းကအဖွဲ့တွေတင်ပြနေတဲ့ကိစ္စကိုအမြန်ဖြည့်ဆည်းပိုက်ပါတယ်မဟုတ်ချောက်အောင်ရမည်မိုင်းဝေတဲ့နော်မိုင်းဝေဆိုတာကျော်တကာပြောဘူးတဲ့ကျွန်တော်ကနိုင်ငံနဲ့လူမျိုးတော့ဆိုရင်ဘဒူနဲ့လက်တွဲရလက်တွဲရတက်မတော်နဲ့တက်မတော်သားတွေအေးချမ်းဆောင်နေတိုင်းနဲ့ပြည်သူတွေဘဒူနဲ့လက်တွဲရလက်တွဲရမိုင်းဝေနဲ့လက်တွဲမယ်ကိုတက်နဲ့လက်တွဲမယ်ဘဒူနဲ့တွဲရတွဲရဒါမိုင်းဝေကို credit ပေးတယ်ဒါသူ့တရင်သူ့တရင်ကို သူသတင်းဒီသတင်းကောင်းဖြစ်နေတဲ့အတွက်နော်ဒီသတင်းကောင်းဖြစ်သလိုကိုယ့်ရဲ့တက်မတော်သားတွေပေါ်မှာအကြီးကဲတွေကဖြစ်စည်းတရေပေးရမယ့်အရာတွေပါနေတဲ့အတွက်ဒီသတင်းလေးကိုကျွန်တော်တင်ပြတာမှိုင်းဝေတယ်ပေါ့နော်မှိုင်းဝေဆိုတာကျွန်တော်နဲ့ကျွန်တော်အဲ့လိုမျိုးပေါ့နော်ဘာဖြစ်တာလို့ကုသတ်သူဘာလို့ဒါထားလိုက်တော့ကျွန်တော်ပြည်ပေါင်းကားချလို့ရတယ်ကျွန်တော်ကသဘောထားကြီးတဲ့လူတယောက်ကျွန်တော်ကဘယ်သူမှမစော်ကားဘူးကျွန်တော်စော်ကားရင်လေကျွန်တော်ကမှတ်လောက်သားလောက်တော့ပြန်ပြောလေးပြောထားရှိတယ်နော် အဲအဲ့ဒါတော့ကျွန်တော်ငိန်ခံတဲ့တဲမှာတော့မပါအဲ့လိုမိုင်းဝေဆိုတာကျွန်တော်ဒါသူ့တရင်ကိုကျွန်တော်ကြီးညာပေးတယ် credit ပေးပါတယ်ပေါ့နော်ဟိုဘလိုပဲပြောပြောပေါ့အဲအဲ့တော့ဒါဒါတခုပေါ့နော်နောက်တခုကကျွန်တော်ဆက်ပြီးတော့ဒီမှာတော်တော်များတယ်ပေါ့နော်ဒီနေ့ပေါ့မန္တလေးတိုင်းဒေသကြီးတဲ့605လ2025ညောင်ဦး6ကားလမ်းမကြီးရှိမီးလောင်များခြေရွာအနီးအကျန်းဖက် PDF ဒီကားလမ်းပေါ်ကိုစစ်စီလုပ်နေတာလို့တလို့တဲ့ မြေပြင်မှာသာမကအေယာဝတီမြေတောင်းမှာပါဆင့်နေပါတယ်တဲ့အဲ့ဒါကျွန်တော်ကဟိုတည်းကညောင်ဦးရောက်တယ်ညောင်ဦးရောက်တော့အဲ့ဒီမှာညောင်ဦးကလူတွေကပြောတယ်နော်အခု PDF တွေကအမီးလောင်ပြားတို့ဘာလို့ဆိုတော့အရင်တော့ကျွန်တော်ဆန်ဖြန့်ခဲ့တဲ့နေရာကျွန်တော်ကရှစ်တန်းရှစ်တန်းကျောင်းသားဘုရားတွေကကျွန်တော်ကဆန်ရောင်းတယ်ဒီလက်ပန်းကနေပြီးတော့မှပတ်စံ9ဒိန်ဖို့ဆိုလို့ရှိရင်ဆန်130နဲ့မှ9အေးရတယ်နော်တကုံဆန်များကံမှမန်းဆိုတဲ့ဟိုဟာ BN ကားတွေရှိအဲ့ဒီကားတွေနဲ့ကျွန်တော်ကစံတင်တယ်စံတင်ပြီးကျွန်တော်ကရွာတွေကိုလိုက်ဖြန့်တာအကျွေးအကျွေးပေါ့ဟိုလာပေးပေါ့15ရက်ပြီးတော့ဘာလို့ပေါ့အဲ့လိုကျွန်တော်ကတလမှတစ်ခါအဲ့လိုကျွန်တော်ကစံကုန်တယ်လို့ဟုတ်တယ်အဲ့အဲ့မီးလောင်ပြားတို့ဘာလို့ဆိုတာအကျွန်တော်ရောက်ခဲ့တဲ့နေရာတွေပေါ့နော်တော်တော်ဟိုပါပေါ့နီဘိန်းနဲ့လည်းဘိန်းလုံးချီပရိန်းနေပေါ့နော်အဲ့များသောအားဖြင့်နေတဲ့နေရာအခုအဲ့နေရာကထဖောက်လာပြီနော်အဲ့မှာဒကန်ညောင်ရောက်တော့လေပြောကြတယ်ပေါ့နော်ညောင်ကလူတွေကအိုင်လန်ကအခြေအနေတော်တော်ဆိုးနေတယ် သတိထားကြပါဘောနော်သတိထားပြီးတော့ကိုစောဘိုးရဲ့အနေနဲ့ပြောပေးပါဆိုလို့ကျွန်တော်ပြောတော့ပြောပေးတယ်ပြောပေးပြီးနေရဲ့၃ရက်ပြင်ခုဖြစ်လာတယ်နော်ကျွန်တော် live ပေါ်မှာမအော်ဘူးဒါပေမဲ့အဲ့ဒီဘက်မှာကျတော့ဘယ်လိုသဘောရလဲကျွန်တော်လည်းနားမလည်ဘောနော်နောက်တစ်ခုကတော့မေလာချောင်းရဲ့နေ့ယနေ့နဲ့နောက်ပိုင်းကရန်ကုန်မော်လမြိုင်မီးရထားလမ်းပိုင်းနဲ့နှင်းပလဲပူတာနဲ့တောင်စွန်းပူတာကြားမိုင်နိုင်၁၁၂မြင်းဆောင်၁၁ကြားရှိတရားမှတ်65ပေ80တရားအားအကျမ်းဘက်တောင်းကျမ်းသူအဖွဲ့မှမိုင်းတောင်ဖြည့်စီသွား၏ ယထာလန္တရာပြည့်စည်မှုဖြစ်ပွားခဲ့တယ်တဲ့အဆိုပါဖြစ်တဲ့ကြောင့်မော်လမြိုင်ဘူရာကြီးမှထွက်ခွာခဲ့ပြီးအမတ်၈၀နှစ်အဆုံမော်လမြိုင်ရန်ကုန်ယထာနဲ့ရန်ကုန်ဘူရာကြီးမှရန်ကုန်ရန်ကုန်ဘူရာကြီးမှထွက်ခွာပြီးအမတ်၈၁အစံရန်ကုန်မော်လမြိုင်ယထာခီးစဉ်နှစ်ခုအားယာယီဖြစ်သိမ်းထားပြီးဝယ်ယူတားသည့်ယထာလက်မှတ်များမော်လမြိုင်ဘူရာကြီးနေချင်းလက်မှတ်ယုံ၌နနက်9နာရီမှ10နာရီအထိအချိန်ထိပြန်အပ်ပေးနေပြီဖြစ်ကြောင်းသိရတယ်နော်နောက်တစ်ခုကတော့ဒါကျွန်တော်ကဟိုပါ ပညာရေးဝန်ထမ်းပညာရေးဝန်ထမ်းကိစ္စလေးတွေပေါ့နော်ကျွန်တော်ကိုမနေ့ကဓနုပြူမှာတော့အခုဟိုဟာပေါ်လို့ရိုက်နေပြီတော့ဓနုပြူရဲ့ဒီဟိုဟာကိုអော်လိုက်တာပေါ့အဲတုတ်ကြီးဖိုးတုတ်လာဟိုအုတ်ကြီးတွေပေါ့နော်လှုပ်ရှားလိုက်တဲ့ပြဿနာတစ်ခုစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့တက်မတော်ပုံရိပ်ကြတယ်နော်ကျွန်တော်တို့တက်မတော်ပုံရိပ်ကြတယ်တက်မတော်သားတွေပုံရိပ်ကြတယ်ရှေတန်းရောက်စစ်တီတွေနော်နိုင်ငံရဲ့လူမျိုးကာကွယ်နေတဲ့တက်မတော်သားတွေစစ်တိုက်နေတဲ့ပုံရိပ်တွေကြတယ် ဘသူပဲလှုပ်မလေးစေနော်ဘသူပဲလှုပ်လို့ကျွန်တော်တို့အဲ့အလုပ်ကိုလက်မခံဘူးနော်အဲ့လိုမျိုးနေရာတွေမှာအခုမဥပင်တို့မှာမဥပင်မဟုတ်ပါလေဓနုပြူလားအဓနုပြူတို့ဘာလို့လို့နေရာတွေမှာဒီနေ့လက်ထပ်ပို့ထားတာရှိတယ်ဒီနေ့တို့ကတော့ပြောတယ်အကိုကြီးတဲ့ဓနုပြူမှာတော့အမမီးလောင်လို့ပဲတဲ့နေမတဲ့ထိုင်မရနဲ့လှုပ်လှုပ်သေးသေးတွေဖြစ်နေတယ်ပေါ့နော်အဲ့တော့စပီကာတယောက်အနေနဲ့ဒါကမတရားတာကိစ္စမှလည်းများဘူးနော်ဒါနိုင်ငံတော်ရဲ့မျက်နှာကျွန်တော်ကနိုင်ငံတော်ရဲ့မျက်နှာကိုမူပြီးတော့ပြောတာ နိုင်ငံတော်ကိုဘရူဦးဆောင်နေရတဲ့အဘကာချုပ်ကြီးဦးမေအောင်လိုင်းနဲ့အဘဒုတ်ဒုတ်ချုပ်ကြီးနဲ့ဘိုလ်ချုပ်ကြီးတွေနဲ့နောက်ဆက်ကအစိုးရအဖွဲ့ဝင်တရလုံးကဦးဆောင်နေရဖြစ်တဲ့အတွက်ဒါမျိုးလုပ်နေတဲ့အောက်ချင်းမှာအလိုအချင်းပြတ်ချစားပြီးတော့တက်မတော်ပုံရိပ်ကြအောင်နော်တက်မတော်သားတွေပုံရိပ်ကြအောင်နော်ပြည်သူစစ်တွေပုံရိပ်ကြအောင်နော်မလုံစားတဲ့အုပ်ကြီးတွေရဲ့ပုံရိပ်ကြအောင် လုပ်နေတာတွေကိုကျွန်တော်ကအထောက်အပံ့ပြုပေးနေတဲ့လူတယောက်လို့ပဲခင်ဗျားတို့သတ်မှတ်ထားလိုက်နော်အဲ့ဒီအတွက်ကျွန်တော်လာခံမရဘူး လုံခြုံရေးလည်းမရဘူးစောင့်ရှောက်မှုလည်းမရှိဘူးဘာမှမဖြစ်ဘူးเนาะနောက်တစ်ခုကတော့အခုပြောမှာအခုတဲ့ကျွန်တော်တို့တပိတ်ချင်းကပညာရေးဝန်ထမ်းတွေရဲ့အခက်အခဲတစ်ခုကိုတင်ပြပါရစေတဲ့အထက်လူချင်းများများသိအောင်ပြောပြပါဗျာတဲ့ကျွန်တော်တို့တပိတ်ချင်းမြို့နယ်ကအကျန်းဖက်တွေတိမ့်ပိုက်ထားလို့အသက်လူကြီးကိုအစီစဉ်နဲ့ကိုမန္တလေးကိုပြေးလာရတဲ့ပညာရေးဝန်ထမ်းတွေရှိပါတယ်တဲ့မန္တလေးကိုမနစ်ကဆေးပေးဆောင်လာတဲ့ဆရာဆရာမတွေကိုအထက်က7မန္တလေးမှာနေရာချထားပေးခဲ့ပါတယ်တဲ့ ကျောင်းအတီတီတို့တွဲဖက်တာဝန်ထမ်းဆောင်ခဲ့ကြရပါတယ်တဲ့အဲ့ဒါတရက်9လ2025ရဲ့နေ့မှာတော့တပိချင်းမြို့နယ်ပညာရေးမှုတာဝန်ခံဆရာကြီးဦးကျော်နိုင်မှမန္တလေးတိုင်းပညာရေးဦးစီးဌာနမှဒူးချုပ်ဤညွှန်ကြားချက်အရဟုပြောပြောပြီးတဲ့22ရက်9လ 2025ရဲ့နေ့နောက်ဆုံးထွက်ခွာပေးရန်တရက်9လ2025ရဲ့နေ့တွင်အစည်းအဝေးမှာပြောကြားခဲ့သည့်အတွက်မိစရာအခက်အခဲဖြစ်နေတာကိုကိုဇော်ဘုန်းကြီးမှအထက်သူကြီးများသိအောင်ပြောပေးပါရန်အကူအညီတောင်းခံအပ်ပါတယ်ခင်ဗျာတဲ့မန္တလေးအရက်ကစတိထွေးတဲ့တပိတ်ချင်းမြို့နယ်မှာပညာရေးဝန်ထမ်းစုစုပေါင်းဆရာဆရာမ58ဦးမိကိုသူအပါဝင်120ဦးခန့်မှာနေစရာအခက်အခဲဖြစ်နေကြပါတယ်တဲ့ဝန်ထမ်းတွေဆိုတာငားလည်းမနေနိုင်ဖြစ်နေတယ်တဲ့ အကိုကြီးကများတဲ့တကယ်လို့လူကြီးတွေကနေစရာမရှိစင်ပေးရင်မိမိတို့နေအိမ်တွေလဲဆုံးွာခဲ့ရလို့ပြန်စရာအိမ်လဲမရှိတော့ပါဘူးတဲ့နိုင်ငံအပေါ်သစ္စာရှိတဲ့ဝန်ထမ်း85ဦးဟာနေစရာမရှိရင်စီစဉ်ပေးရင်အလုံးမထွက်ကြမယ်အလုံးမထွက်ကြယုံယုံမတပါအခြားရွေးစရာမရှိတော့ပါဘူးတဲ့အကူကြီးတောင်းခံလာပါသဖြင့်အကူကြီးအထက်လူကြီးများများတိအောင်စပီကာတယောက်နေဖြင့် ြောကြားပေးပါရင်လုံ့စော်ပေးပါရင်တောင်းခံပါတယ်တဲ့ကျွန်တော်သတင်းကိုကျွန်တော်တာဝန်ယူပါတယ်အကိုကြီးတဲ့နော်သူတို့ကတော့နာမည်တွေနဲ့ဖုန်းနံပါတ်တွေနဲ့ကျွန်တော်ကိုပြောထားတယ်ပေါ့နော်ဒါပညာရေးဝန်ထမ်းနေကျွန်တော်ကတော့အားလုံးကိုဟိုမှန်မှန်ကန်ကန်ဆိုရင်တော့ကျွန်တော်ခြုံငုံသုံးသပ်ပြီးတော့မှကျွန်တော်ကအားလုံးအတွက်ကျွန်တော်ကပြောပြမှာပေါ့နော်အဲ့ဒါပေါ့နောက်တစ်ခုကတော့ PDF တွေကသူတို့ကသူတို့ကပြောတာပေါ့နော်သူတို့ကအလူမခံဘူးတဲ့သူတို့မနေ့ကတော့တခုဒီနေ့ကျတော့သူတို့က စုံမိုးထင်းကျုံနယ်မြေမှာတနေ့အတွင်းကိုလည်းအခွန်ဘဏ္ဍာဖြင့်ကျပ်480ကျော်ဘီလီယံနဲ့တဲ့ရွှေ16ပိဿကံရရှိဟု NUG ကထုတ်ပြန်တယ်ဟာစပါပြီဇလန်အဲ့တော့လူတွေကလက်နက်ကိုင်းလမ်းစဉ်ဆိုတာအဲ့ဒါပေါ့နော်ဘယ်ကောင်မှငြိမ်းချမ်းမငြိမ်းချမ်းနော်သူတို့ကလက်နက်ကိုင်းတဲ့အလုပ်ကိုသူတို့မစွန့်လို့တော့မစွန့်လို့တော့ပြောတော့သူတို့ကစက်ကြီးမကောက်ပါဘူးလို့ပါတော့စုံမိုးထင်းကျုံနယ်မြေတွေမှာသူတို့ရပါတယ်လို့ပေါ့နော်သူတို့အဲ့လိုပြောကြတယ်သူတို့က ဟိုဒီ PDF ထဲကိုရောက်သွားတဲ့เนาะမြန်မာနိုင်ငံအရရမှာရှိတဲ့လူတွေအားလုံးဟာเนาะတို့ကကျွန်တော်ကျွန်တော်တခုဗီဒီယိုဖိုင်တခုတော့ဖွင့်ပြပါမယ်ပေါ့เนาะအဲ့လိုမျိုးဒါအနည်းသက်ဆုံးဖွင့်ပြလိုက်မယ်เนาะအခုလောက်ဆိုတာနေတော်နွေသေးတယ်တဲ့ရွှေတွင်းတွေကြောက်တွင်းတွေစီးထားတာအပိုင်စီးထားတာအများကြီးတဲ့နှစ်ဖက်လုံးရနေရခံနေရတာကပြည်သူတဲ့ဘလို့ဖြစ်ဖြစ်ပြည်သူကိုအနိုင်မကျင့်ပါစေနဲ့ပဲဆူတောင်းနေတဲ့เนาะ ။များများရတော့ NUG ကလူကြီးတွေချမ်းသာပြီပေါ့တဲ့။မြို့သိန်းတိုက်ပွဲပေါ်ဆောင်တာအဲ့ဒါကြောင့်လေတဲ့။အိမ်ကရှိသမျှတွေအကုန်မတာတဲ့။တံတားကိုဖျက်တဲ့စာတင်ကြောင်းကိုဖျက်တဲ့ဆေးရုံကိုဖျက်ဆီးခဲ့တာတွေ။လျှက်စစ်တာဝါတိုင်းတွေဖျက်ဆီးခဲ့တဲ့အတွက်ပြည်သူတွေကိုပြန်လုပေးလိုက်ပါလားတဲ့။နော်သူတို့ရှိတာလား။အဲသူတို့ကငြင်းချမ်းမှုမလိုလားတော့။ခေကြီးတောင်းတာမဟုတ်ဘူးတဲ့။အမှုကျန်းစီးပြီးတော့ဓမြတိုက်တာတဲ့။ပြောတော့စီဆိုးရဖို့တော်လန်မေတာပြောနေတယ်တဲ့နင်းတို့ကပူတော်မဆိုးနေသေးတယ်တဲ့ဘယ်နေရာတရားလမ်းတွေဆောက်ပြီးသွားပြီလဲတဲ့အဲ့ဒီပတ်စံနေတဲ့ကုံစင်းလုံးကြီးမမှုရဲ့ ရလက်ကဒီစစ်စတင်ဖြစ်ခြင်းရဲ့ရလက်ပဲပေါ့နော်အဲ့ဒါကြောင့်မလို့ပြည်သူစီရမတရားတောင်းနေတာတဲ့ပြည်သူအတွက်မှမဟုတ်တာတဲ့ပြည်သူတွေကိုတိုက်ပွဲကြားကရှာထားရတဲ့အခွန်အဝေးတွေကိုတဲ့ယူနေတာပေါ့နော်